န်ကျော်ရှင်ပါစီကျောင်းကိုပိုင်ဤစုမှတောင်းပါရနာဒီနေ့က19ရက်ဆယ်လ2025ပေါ့နော်အယူရှမ်းမြောင်းတည်နေနေပိုင်ဤလို့ပြောလိုက်ကြအောင်နော်ရှမ်းမြောင်းရှမ်းမြောင်းကျောင်းလေးရှမ်းမြောင်းမှာဒီမုဂုတ်တို့ပေါ့တဲ့ဖြစ်ထူတယ်ဗျာဒီဒီနော်နောက်နန်းဆန်းတို့ဟိုမိန်တို့ဒါဖြစ်ထူတယ်ပလောင်နေ90ကျော်လောက်လစ်တယ်လို့ကျွန်တော်ကြားသိရရှိတယ်။နောက်ဒီ မန်တုံတို့ဘက်လည်းပြထူတယ်မုံမိဘက်ကိုလည်းပြထူတယ်ဒီအိုမိမပြထူတာကအဲ့ရပြောတာသူရဲစခန်းကိုဒေးနာမှာကြသွားတဲ့ဥစ္စာမှာသူကဟိုပါဗျာအဲကလမဆိုတဲ့အဲ့အေးရဲ့နာမ်ကအဲ့ရဲ့အပိုင်ရှင်နေမှာပေါ့ဗျာကလမဆိုတဲ့အေးပေါ့နော်အဲ့မျိုးသမီးအိမ်မှာပလောင်နေအများကြီးပဲလေးကန်းစက်လောက်ရှိတယ် ကတိကိုရှိတဲ့အချိန်မှာဒဲကြသွားတာတဲ့တော်တော်တည်လိုက်တာတဲ့အခုအဲ့ဒီပလောင်တွေကအခုဘယ်ရောက်သွားလဲဆိုတော့တော်တော်တော်သူပြောတယ်ကကျွန်တော်ပြောပြအောင်ဟမ်တစ်ထုတ်လို့ရေးတဲ့တစ်ထုတ်လို့ရေးအကူအကုန်ပြေးသွားကြပြီလေအဲ့တည်းမှာကောက်ကြီးဆိုင်နေတာဂီတဥယျာဉ်ဆိုတော့နာမည်နဲ့ကောက်ကြီးတော့ဖွင့်နေတယ်တဲ့အဲ့ဒီပလောင်တွေကပလောင်တွေကနောက်တစ်ခါကျတော့နှခမ်းအင်းတဲ့မှာလဲ 900လောက်ရှိတယ်တဲ့အလွန်ရအများကြီးပဲတဲ့အဲ့အဲ့ data ကန်နေပြောကြတာဒီပေါ့နော်အဲ့လိုမျိုးရှိတယ်အဲ့တော့တက်မလို့ဘယ်တော့လောက်သွားပြီးလုပ်နေဆိုတာဒါကိုကျွန်တော်တို့ကစောင့်ကြည့်တာပါမကြခင်တက်ထုတ်လို့ဒီထဲမှာရှိတဲ့ဂီတဥယျာဉ်ကြီးမှာတချင်းသတ်စုံလားဖစ်တုမလားဘယ်လိုလဲတော့မသိဘူးအဲ့ကျွန်တော်စောင့်ကြည့်ရမယ့်အနေထားရှိတယ်တကယ်လို့တက်မလို့အဲ့နေကိုဖစ်တုသွားပြီဆိုတော့ကျွန်တော်အားရပါရပြောတော့နော်အားပါပြောတော့ ိကကတော့ကျွန်တော်ကတိုင်းပြည်အကြောင်းကိုပြောတာပါဒုဥသာစီဒုဥသာစီမရှိဘူးเนาะဒုဥသာစီဒုဥသာစီမရှိဘူးအားရပါရပြောတယ်ဆိုတာကတိုင်းပြည်အကြောင်းကိုတိုင်းပြည်အကြောင်းကိုအဲကွန်နဲ့ရှောင်းပါတယ်နဲ့အဲကွန်နဲ့နေပြီးတော့နာစီချင်လာတယ်ပြီးတော့ပကိုးပကိုးပကိုးပြောပြပကိုးနဲ့တနင်းကဖစ်ထုတဲ့ဟာမှာဒီမကြီးပြန်မှာပဲထုတာပဲเนาะ အဲဒီမှာစတက်လေဒီတွေနဲ့တော့ပြစ်တယ်စတက်လေဒီတွေပြစ်တယ်အဲဒီမကြီးပဲမှာအခုအချမ်းတ်စကမ်းမှာအာသူတို့ကမနီယမထူတောင်းတပြင်းရောက်ရောက်တဲ့အချိန်မှာထတ်ရှင်းတမ်းမလောက်ကဆိုတော့အဲအဲဒီမှာလည်းတော်တော်သေးတယ်လို့ကြားတယ်ဗျာအတိအဲဒီမှာလည်းတော်တော်သေးတယ်လို့ကြားတယ်နောက်ကျွန်တော်တို့ဒီမင်းလာဘက်ပေါ့မင်းလာဘက်မှာပွဲကတယ်ပွဲကတော့ PP ရဲ့ဒီကောင်ဒုက္ခွေးမှုဆိုတာမသိပါဘူးအဲဒီအစင်းရှိတဲ့ကောင်အတိအဲ့ဒီအတိရော တည်သွားတဲ့အချိန်မှာဝတန်ဆိုလောက်တည်ပေါ်တကောအဲခွဲမှုအစဉ်ရှိရတဲ့ဝတန်ဆိုတော့ကောတည်သွားရောတည်တာတော့ရိုးရိုးတည်တာကို16ရောက်လောက်ရှိတယ်အဲတက်မလောက်သွားပြီးတော့ပတ်တိုက်တက်မလောက်လာတာဆစ်ချောင်းကိုတိုက်တာဘောကလိုက်တာကောင်လာလိုက်တောက်ဆောက်ကျွေးတာဘဲဒီကောင်လေးကကြည်တလုံးဆိုတက်မလောက်ကဒီကကြည်90လောက်ပိတ်လွတ်တာဒီကောင်လေးကြည်တောင်ပြစ်မှန်တဲ့ကြံဟောကတက်မလောက်ကြည်အတောက်90လောက်ပိတ်လွတ်တာတည်တာဘောမတည်ရှိမှဒီ PDF တွေအကြမ်းဖက်တယ်ပြီးတော့ဒီကောင်လေးက အဲဆုပ်ပြတ်တော့တတ်နေပြီ။ဘာဖြစ်လို့တခိုးတွေကထောက်ဖို့ကြီးလုံး။သာမတ္တတွေကပူကြီးဖြစ်။အောက်တန်းကမဒိန်ကောင်တွေကအုတ်ချုပ်။အဲ့တော့ဘာဖြစ်ပြီးသူတွေကရွှန်ရှာမုန်းတီးတော့ဒီကောင်တွေရှိနေတယ်ရောက်နေတယ်ဆိုတာတန်ပြီးပြောတော့ဟိုကလာတယ်ခံပြလာလိုက်တယ်။နောက်ကနေတက်ကြွေးပလိုက်တယ်အုံဆိုပြီးတော့လာကြအောင်ဆောင်ရလိုက်ရာလာတယ်ဆိုတော့ဟိုက ready တဲ့လားလာရတော့တော့လည်းပြောပြီးမိုင်းဆွဲမယ်တိုက်ခွဲမယ်တော့လား။ဟိုကဒေါက်ချောက်ပြစ်လိုက်တယ်အဲ့ဒါပြီးရော။ မိုင်းဆွဲရင်လည်းတိုင်းဆွဲရင်လည်းရှိတော့တေးတာအကုန်လုံးတေးတာ16ရောက်ရောင်းတော့ဆယ်တော့တေးတယ်ပြေးတာဒိုင်ယာ6ရောက်လောက်ရပါလို့ဆိုတော့ဒါတော့ဒီကောင်းအပြေးမြန်လို့အပြေးမမြန်3050တေးမှာဒီကောင်းနေအဲ့လိုရှိတယ်တောက်တော့ကတွေးရနော်တောင်မော်ကအဲ့လိုကျွေးနေနေကျွန်တော်တို့ကကြိုက်လေးပဲတူးသားစီတူးသားစီမရှိဘူးကျွန်တော်ကရိုးရိုးလေးပဲအတမ်းမဲ့မရှိရင်ကျွန်တော်တို့ကအေးဆေးဖြစ်သွားပြီဒါအတိုင်းကြီးကတန့်သွားပြီအတိုင်းကြီးတန့်သွားရင်အလုပ်တွေလုပ်လို့ရမယ်အာဒါဖရားသားကြောင်းတက်တယ်ရန်ကန်ရှင်ပြူတွေအာသာသာပြူတွေလုပ်တယ်အများကြီးလုပ်လို့ရတယ် နောက်တာနာပြုလို့ရမယ်လို့ဒီအများကြီးလုပ်လို့ရမယ်ဆိုတော့အခုတလောကအဲဆရာတော်ဖျားတွေလည်းပဲဒီဟောနေကိုဗာလဲကျွန်တော်နေပြီးတော့မှရှိတဲ့ဗလီကိစ္စကိုဆရာတော်ဖျားတွေစိတ်မချမ်းမိတာတော့ကျွန်တော်တွေ့ရတယ်သူတော်လည်းပဲအဲတိခဏတော်မူပါဖျားလို့ပဲအဲရှောက်ရမယ်အနေထားမျိုးဖြစ်တယ်အချိန်ကာလလေးပေါ်မှာတည်ပြီးတိခဏတော်မူပါဗျာခိတခဏတိခဏပြီးတော့မူပါဗျာလို့ကျွန်တော်နေနေရှောက်တင်ခြင်းတယ်ဘာလို့လဲဆိုတော့အရှင်ဖျားတို့က အာဉာဏ်ပညာနဲ့ကြီးမြင့်တဲ့ပုံကိုယ်ကြီးနှလုံးသားလှတဲ့ပုံကိုယ်ကြီးလို့ကျွန်တော်အနေနဲ့ကအာယူဆတယ်ယူဆတော့ဉာဏ်ပညာကြီးမြင့်မှုဖြစ်ဖို့တဲ့ဒါလေးစောက်တာကိုနိုင်ငံနေအခြားနိုင်ငံတွေကကောအခြားနေရာတွေကကောမျိုးစုံကလမ်းကြည့်တဲ့အချိန်မှာ အာဘာဖြစ်သလဲဆိုတော့နေပြည်တော်မှာဗလီတော်မဆောက်ရသေးဘူးခြံစည်းကိုကတ်တယ်ဗမာဗုဒ္ဓဘာသာဘုံကြီးကအာမအာတရားကို ခတ်နေတာပဲဘာညာဆိုတဲ့ဟာမျိုးနဲ့တပုတ်လေးလူနေပြောပြီးတော့အဲဒီဘာသာရေးနဲ့တိုက်ခိုက်လာနိုင်တဲ့အနေအထားမျိုးကျွန်တော်တို့ကတွေ့ရအဲ့တော့ကျွန်တော်တို့ကဉာဏ်ပညာကြီးရင်းတဲ့ဆရာတော်ဘုရားတွေဖြစ်တဲ့အတွက်ဒီယာလေးကိုခိတ္တခဏလေးတိခဏတော်မူပြီးတော့အဲတိခဏတော်မူပြီးတော့အချိန်တစ်ခုလေးရောက်တဲ့အချိန်ကျမှအာဒါစူပေါင်းအင်အားနဲ့ အဲကျွန်တော်တို့ဆက်လက်လှုပ်ဆောင်မယ်ဆိုရင်ရွှေ့သွားနိုင်ပါတယ်လို့ပြောခြင်းမှာဒီချိန်လေးဒီကာလလေးမှာမဲကိစ္စလေးတွေပြီးသွားမယ်အစိုးရအပြောင်းလဲလေးတွေပြီးသွားမယ်ဆိုလို့ရှိရင်အရှင်ဘုရားတို့ရဲ့စိတ်ဆန္ဒပြည့်ဝမှာပါလို့ပြောခြင်းပါတယ်နော်အဲဘာဖြစ်လို့ဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ရက်ကလည်းပြောသလိုပေါ့အဲဒါအဲ့နဲ့ဧကရရတယ်ဆိုနဲ့ဧကပတ်ချလဲကိုခြံရိုးတွေခိုက်ပြီးတော့အထက်ထဲမှာ အော်နင်းဒီတကယ် shopping mall ကြီးဟိုအဲ့ဒီနဲ့အေကာလုံးအပြည့်တွေ heavy တွေလောက်လို့ရှိရင်ဒါအဲ့ဒီအနားမှာရှိတဲ့ရွာလေးမှာအကုံတော့အတို့လူအုပ်တွေအကုံတော့ဟိုနေဖြင့်အဲ့ဒါအဲ့အတော်တွေဖြစ်သွားမှာဆိုလို့အရှင်ဘုရားတို့ရဲ့စိုးရိမ်တော်မူတာကိုလည်းတပီတော်တို့ကသိပါလေဗျာခံတော်မူပါဗျာလို့ပဲပြောတတ်ပါလေဒီဘုရားတို့ဟိုဒါနေပြီးတော့မှဖြစ်နေတာဟိုကျွန်တော်ကိုမပြောပြရဘူးလားမပြောဘူးလားကိုပိုင်အဲ့ဒီဘက်ကမပြောပြဘူးလားအာဆရာတော်ဘုရားကြီးတော်ဒီလိုထွက်နေတယ်ဆိုတော့ပြောတဲ့သူတွေရရှိလို့ဒါကျွန်တော်တတ်ဆက်တဲ့ပြော လိုက်တာဖြစ်တယ်ပေါ့နော်အဲနောက်တစ်ခုလက်ပံတကာကြီးရွာမှာဒါတရက်အုပ်လမ်းခွန်ရှိတယ်အဲစာတင်ကျောင်းကိုမှာရှိတဲ့အကျန်းဖက်တွေကိုအဲနာမှာရှိတဲ့ကျန်းဖက်အိမ်ပေါ့အကျန်းဖက်တွေကိုတက်မော်ကအကျန်းဖက်စကန်ပေါ့ဘဲနဲ့ fit to be shine နဲ့လိုက်တာတွေ့ရအဲမှာလည်းပဲအကျန်းဖက်တွေတော်တော်များများအာလက်ကုံတယ်လို့ကျွန်တော်နေနဲ့ကြားသိရတာရှိတယ်ကိုတတော်တက်မော်ကတော့တော်တော်ကြိတ်နေတယ်နော်အဲတိုင်းကြီးအေးချမ်းမို့တော့ကိုလည်းအာကျွန်အာတော့ခွန်အာတော့ခွန်ဆိုင်လုံနေတယ်လို့ကျွန်တော်နေနဲ့တွေ့ရှိရတယ် အဲပြီးတော့ဒါနေမဲ့တော့ဆိုမဟုတ်သေးဘူးမုံရွာနဲ့ကြောက်ကလမ်းပိုင်းမှာရှိတဲ့အဲတနောင်းရွာလို့ခေါ်မှာနဲ့ပွဲကားနဲ့အဲတော့အကျံဘက်တွေကတော့အခုကတော့နေရာတိုင်းတည်နေကြတာဗျာနေရာတိုင်းတည်နေကြတာအဲမှာလည်းအကျံဘက်တွေတပ်မတော်ကလည်းအခုတော့ကိုကတော့တပ်မတော်ကအရင်တော့ခံရတော့အခုတော်တော်ကောင်းတာနော်အခုတော်တော်ကောင်းတာပြစ်ချက်တွေကျွေးချက်တွေကျွေးမွေးအခန့်ချက်တွေတော်တော်ကောင်းတယ်လို့ပြောရမယ်နောက်တစ်ခုဒီနေ့ဆိုရင်ဒါရွှေဘူတောင်ကျမ်းမှာရှိတဲ့ကျေးရွာတွေ တောင်တော့ဖိတိထူတာဘုဆုပဆက်ထူတာဖိတိတောင်တော့တောင်ထူတာအကြမ်းဖက်ရှိတဲ့ရွာလေးအကြမ်းဖက်စကန်းလေးအကြမ်းဖက်တီနီယာလေးအဲတော်တော်ကျွေးတာဒီနေ့၁၄၅လုံးလောက်ကျွေးတယ်လို့ကျွန်တော်သိရတယ်တော်တော်ကျွေးတာကျွေးတာဒီနေ့တော်တော်ကျွေးတာနောက်ပြီးတော့အဲ့ဒီအကြမ်းဖက်ရှိတဲ့ဟိုဗါလဲပတောင်းရွာလာအဲ့မှာစကန်းရှိတယ်အဲ့စကန်းကိုလည်းလက်နဲ့ကြီးနဲ့မြို့ပေါ်နေပြီးတော့အချို့မြို့ပေါ်နေမှာလှန်ကျွေးတာအားရပါရကျွေးတာဆုံးမလား အမှန်နဲ့ဒဲကြတယ်သိရတောင်းတော့ကျွန်တော်ကအဲ့ဘက်ကဟိုဘက်ကတောင်းတော့ပြည့်ဆိုဒီဘက်ကကြာသွားတဲ့ဟာဆိုလို့လေသူကြာသွားတဲ့အားတွေပြောနေတဲ့ဟာကြတော့ကျွန်တော်ကတီးရတီးတော့ကျွန်တော်ကပြန် sharing ပြန်မျှဝေပေးတာနော်အဲမျှဝေပေးတာအဲ့ဒီမှာလည်းသူတို့တောင်းတော့အဆုံးမလာဘူးသူတို့ခံစားလိုက်ရတယ်ဗောညာအဲရရှိသွားတယ်ဗောတောင်းတော့အဆုံးမကိုတောင်းတော့အဆုံးမလာကိုရရှိသွားတယ်ဗောအဲ့မှာလည်းတော်တော်များများအကြမ်းဖက်စက္ကန့်နဲ့မီးလောင်ပြီးတော့ပြက်စည်းကုန်တယ်လို့ကျွန်တော်တွေ့ရတယ် နောင်ရှားတော်တို့ကျွန်တော်ဒီဘက်လက်ပံကြီးတို့လည်းတပ်မတော်ကနေမီရှင်းတယ်နေမီရှင်းတဲ့အချိန်မှာအကြမ်းဖက်တွေနဲ့ပွဲကလာရှိတယ်အဲပွဲကလာရှိတဲ့အကြမ်းဖက်တွေတည်တာအဲတလောင်းတလောင်းတော့ရလာရှိတယ်အရှင်နေလည်းဖမ်းမိတာရှိတယ်နောက်အဲ့လိုမျိုးရှိတယ်တနင်္လာနေ့တိုင်းဘက်ဆိုလည်းပဲဒီပလာမျိုးမှာလည်းပွဲကတယ်ပလာမျိုးပွဲပလာမျိုးမှာပွဲကလာ KNU PDF တွေတော်တော်တည်ကြတာတော်တော်တည်ကြတယ်တောင်းတော့ကတော့ကောင်းကောင်းကြွေးနေတာကိုတော့ကျွန်တော်တွေ့ရတယ် ပြီးတော့ဒီတပိတ်ချင်းဘက်ကိုမုတ်ကုတ်တို့တပိတ်ချင်းတို့ရှိတဲ့နေရာမှာတပိတ်ချင်းဒီ photo လမ်းဆောင်ကတက်တော့ထိမ့်မိသားဖြစ်တယ်ထိမ့်မိသားမှာနေမြရှင်းတဲ့ချိန်မှာဟိုအဆုတ်ပြက်ပလောင်နေအွန်နေနေပေါ့ဗျာ PDF လေးပေါ့ဗျာတချို့ကကြတော့ဟိုမပြေးတော့ဘူးကမပြေးနိုင်တော့ဘူးအဲဂျောင်ကတ်ပြီးနေပြီးပုံခိုနေတာပေါ့လက်နဲ့လေးနဲ့ကန်ရင်လာလေလေလို့ဓမြတိုင်ကခုလုံးမပေါ့ဗျာအဲ့ဒါအကြံနဲ့သူတို့ကနေတော့စောင့်နေချိန်တက်တော့ဆစ်ချောင်းထိုးပြီးနေမြရှင်းတဲ့ချိန်နဲ့တော့တွေ့တော့အဲ့မှာရတယ်ပေါ့ဗျာအလောင်းလက်နဲ့ပေါ့ဒါလိုပဲပြောရမှာတိတ်အများကြီးလည်းမပြောချင်ပါဘူးသူတို့တွေလည်း နေဝင်ရှင်ရောက်နေပြီဆိုတော့အဲသူကနေဝင်ရှင်သူတို့ရဲ့တည်ဆုံးရှင်ဖြစ်နေပြီဆိုတော့ကျွန်တော်တို့လည်းတိတ်ပြီးတော့အများကြီးမပြောချင်တော့ပါဘူးနော်ရေမြို့မှာရှိတဲ့တပ်မတော်စစ်ကြောင်းတွေအားလည်းပဲဒါတောင်းနေရတယ်နေမင်းရှင်းနေတောင်တွေ့ရတယ်နော်အဲဒီမှာရှိတဲ့အဲဒေါနာတပ်ဖွဲ့တို့တပွဲရွှေတိတပ်ဖွဲ့တို့လည်းတော်တော်များများတည်နေတာကိုကျွန်တော်တို့ကြားသိနေရတယ်အဲဒီမှာနေမင်းရှင်းတာရွာတွေတော်တော်များများရှင်းနေတယ်လို့သိရတယ်အဓိကကတော့လိန်မောကျန်ရွာကလည်းပဲဒီ PDK KG စကန်ကလည်းပဲ အခုတော့လောလောဆယ်ရန်နာရတဲ့လို့တော့ကျွန်တော်ကြားသိရတယ်တပ်မတော်တော့ကြောင့်ဆွကြောင်တို့ပြီးပွဲကနေလို့နော်ဒီကော့ဂရိတ်ဘက်ဆိုတဲ့နောင်မီဂျီရွာမှာလည်းဒီနေ့ထိတိုက်နေကြတော့နောင်မီဂျီရွာမှာတိုက်နေကြတော့အာထီဘိုးဆန်ကျန်ရွာမှာလည်းပဲတိုက်နေကြတော့နော်ဒါကျွန်တော်ကြားသိရတာရှိတယ်လိုက်မှာပြောသွားပါတယ်လိုက်ကလည်းတချို့အဲ့ဒီမှာရှိနေတဲ့ဒါ BGF ဘက်ကရှိနေတဲ့ပုံကိုယ်တွေရှိတယ်တက်ခါပုံကိုယ်တွေရှိတယ်လိုက်မှာတက်လာတဲ့အခါကျွန်တော်တို့လို့သွားသူပြောပြပါတယ်ဗမာစောနဲ့ဗမာစောနဲ့တတင်းလေးဆိုတာလည်းကျွန်တော်ဆက်ပြောတော့ပါနော် ပွဲမှာတောင်ကုန်းဦးကျပင်လမ်းမှာလည်းပွဲတွေကနေအဲ့လမ်းတစ်ချောင်းလုံးပွဲတွေကညောင်ကျိုးပြီးွားကုန်းပေါ့ဗျာအဲ့မှာလည်းပွဲတွေကနေနိုင်ရံကုန်းကလည်းပဲအဲဒီနေ့ ဖိုက်တာဆိုလို့ရှင်တပ်နော်ဘက်ကရတာအလောင်း9လောင်းလို့ကျွန်တော်ကြားသိရတယ်။ဒါပေမဲ့ A ဘက်ကတည်သွားတာအယောက်30ကျော်လောက်40လောက်တည်သွားတယ်။ရတာလောက်ဆွဲသွားတဲ့အချိန်မှာတော့မှနောက်ဆုံးကြံခဲ့တာ9လောင်း10လောင်းလောက်ကြံခဲ့ရလို့ကြားတယ်။ဒါပေမဲ့တပ်နော်ဘက်ကလည်းပဲကျွန်တော်တို့ကြားသိတဲ့ပုံစံက9လောင်း9လက်လား9လောင်း10လက်လားမသိရတယ်လို့ကြားသိတယ်။ဒါပေမဲ့တကယ်တည်တာကဟိုဘက်မှာ40ကျော်လောက်ရှိတယ်တည်တာ။အဲရတာလောက်သူဆွဲသွားတာမနိုင်တော့တဲ့ဟာတွေထားခဲ့တာရှိတယ်။အဲသူတို့ဟို ဝိုင်းနဲ့နာတဲ့ဥစား၄၅၈၀လောက်ရှိမှာပေါ့သူတယောက်တယောက်နဲ့တင်နိုင်ထမ်းနိုင်လောက်တည်သွားတဲ့ဥစားအာပါသွားပြီးတော့ဒါမတင်နိုင်လို့ကြံနေတဲ့အလောင်းနေတော့ဖြစ်မှာပေါ့ဒါတက်မတော်ကရရှိသွားတာရှိတယ်သူတို့လည်းကောင်းကောင်းမွန်မွန်တကြိုပေးတယ်လို့ကျွန်တော်တို့အဲ့ဘက်ကကြားသိရတယ်နော် ပေးမျက်နှာနဲ့ဆက်ဆက်ယူကြမှာလဲပွဲကားတယ်အဲပွဲကားတယ်နောက်တစ်ခါကျတော့ကျွန်တော်တို့ဒီတန်တွဲနဲ့ကွာမှာဆိုလို့ရှိရင်တမလောဒါအေးဒီရှိနေတဲ့နေရာတွေကိုတမလောဘက်ကနေလို့မှလက်နဲ့ကြည့်နေတဲ့ဒလဲဆက်ထုနေတဲ့အေးစူပွဲမှုရှိတဲ့ရွာတွေကိုတွေ့တယ်ပြီးတော့တန်တွဲမှာဟိုတန်တွဲစစ်တွေမှာလည်းပဲအဲ့ဒီဟိုနေနေပေါ့စစ်တွေမှာရှိတဲ့ဒီအကြမ်းဖက်တွေစုံမအေးစုံမအေးဒီဝင်ရောက်ပြီးတော့ထိနေရွာတွေပေါ့ရွာပြင်မှာစစ်တွေမျိုးပေါ့ရွာပြင်မှာလည်းဒါ အာပါရလိန်တို့ပါအဲ့ဒီရွာတွေဘက်မှာလည်းပဲတိုင်ဝဲတွေဖြစ်တယ်တိုင်ဝဲတွေဖြစ်တယ်ဒီနေ့ဆိုလက်နက်ကြီးတွေနဲ့ခြာတယ်ပေါ့လက်နက်ကြီးတွေနဲ့ပစ်တယ်အဲအေရဲ့စုဖွဲ့မှုရှိတဲ့ရွာတွေကိုနေ့စဉ်နဲ့အများတော့လုံနေတာတော့ကျွန်တော်တွေ့ရတယ်မကြခင်မှာဒါရခိုင်ပြည်ဘက်ကိုရခိုင်ပြည်ဘက်ကိုတောင်းတော်ဆက်ကြောင်းက စိတ်ပါလက်ပါနဲ့တိုက်မှထင်တယ်အဲလွတ်ထားပါများလာတဲ့ခါကြတော့ဘာလို့ဖြစ်လဲဆိုတော့ပြည်သူတွေရဲ့ဒုက္ခတွေပြည်သူတွေသိသွားတယ်တပ်မတော်ရှိမှတိုင်းရင်းအေးကြမယ်ဆိုတာလည်းသိသွားတယ်အခုနောက်ဆုံးရခိုင်တွေရဲ့အဲရခိုင်ပြည်သူတွေအစ်စ်တွေရဲ့အဲအာဂုံမှုကတောင်းတော်ဖြစ်လာတော့တွေ့ရပါဘူးလို့ဆိုတော့မောင်းတော်မှာလည်းပဲမွတ်စလင်တွေအာစာတွေကဒါအေးနဲ့တိုက်နေတယ်။အဲဖြစ်တဲ့အာစာရဲ့တမောတီကမြုပ်သွားတယ်လို့ကျွန်တော်ကြားတယ်။လူရောက်80ကျော်တော့ အာပင်နဲ့ကမ်းထဲမှာ ਨੇ တည်သွားတယ်လို့ကျွန်တော်ကြားသိရတာရှိတယ်။အဲဒါငါဖန်းစက်ကိုလေရောင်ဆောင်မျိုးအေးဒီကိုလာတိုက်နေတာတိုက်နေတဲ့နေရာတွေပေါ့နော်။အဲဒီမှာတပ်မတော်လည်းပဲတွေ့တာငါဖန်းလေလေတွေ့တယ်တန်းတော်ကလည်းပဲအဲမှာထားလိုက်တဲ့ခါကျလို့ရှိရင်လက်နဲ့တွေရတယ်အေးဘက်ကလည်းဖြစ်တယ်လက်မိတယ်ဒါမျိုးလေးတွေတွေ့ရတယ် အဲအဲ့မှာလည်းငါးဖက်ဆက်လေးတွေရာလည်းပဲအဲ A လည်းနဲ့ gain နေရှိတယ်လို့ဒီကျောင်းတော့အစာရည်လည်းရှိတယ်အဲအစာရည်ကတော့မနေ့ကအဲ့ဒီမြင်ကတော့ကြားလိုက်တာတော့အယောက်80ကျော်တော့တမောမြုပ်သွားတယ်လို့ကျွန်တော်တို့ကြားသိရတာရှိတယ်အားလုံးပဲကြားပါပါစေဗျာဒါရခိုင်တရင်လေးတွေလည်းစောင့်မျှော်နေကြတယ်ဒီကမ္ဘာတော်လေးရှိပါတယ်ရခိုင်ကတော့ကျွန်တော်တို့လည်းမျှော်လင့်နေပါတယ်တမောစားတိုင်တဲ့နေ့ကျွန်တော်ကားပြမယ်နေ့ဆိုတာအားလုံးလို့တာဖြစ်ပါစေဗျာနော်